တောင်ဘုရားရှင်အရှိမကျွန်တော်တို့ဘာမှမဟုတ်ဘူးဆိုတော့ကျွန်တော်သိသွားတာကျွန်တော်အိမ်ကလေကြီးတဲ့အိမ်ဖြစ်ပေမဲ့ဟိုလူတယောက်ကင်လှုပ်တယ်လို့ပဲဒီလိုဟိုတင်လာဟိုတကယ်တော့လေလောကမှာဘာမှမရရမသေးချောင် ကျွန်တော်အိမ်တလုံးလုံးရလက်လက်ကလေးတစ်ခုနဲ့ကင်အလုံးဒုံဒုံဆောင်းချသလိုပဲတော်တော်ခံစားလိုက်ရတယ်ဟာအားလုံးဒီအတိုင်းပဲမြန်မာပြည်အတွက်စွတောင်းပေးအောင်မန်လေးမှာဆိုရင်ရက်ွက်တန်းရငိုတန်းနေပြီ ကိုင်းမန္လေးတနိုင်တဲ့လောက်ကျွန်တော်တို့ကုညီကြရအောင်ကျွန်တော်တို့အခု team တွေစတင်တော့လှုပ်ရှားနေပြီအဓိကလိုအပ်နေတဲ့အရာတွေအလုံးဖြည့်ဆည်းပေးဖို့လူတွေကစိတ်ဓာတ်ကြောင့်မစားနိုင်မတောက်နိုင်တော့ဆိုတော့ ရေအများကြီးလိုအပ်နေတယ်ရေဆိုတာအားဖြည့်ချိုရေမှအစားပေါ့အများကြီးလိုအပ်နေတယ်မြန်မာပြည်အတွက်လည်းတရိယာဆုတောင်းပေးအောင်ဒုက္ခရောက်နေတဲ့သူတွေအတွက်လည်းဆုတောင်းပေးအောင်တစ်ချိန်တည်းမှာပဲ online ဒီ online ကအားလုံးစီရောက်ပါစေ။ မြန်မာပြည်ရဲ့စစ်နှလုံးကောင်းစားကိုဆုတောင်းပေးအောင်ကျွန်တော်ရှင်းပြရရင်ကျွန်တော်အမေရိကသွားချင်မှသွားမယ်ကျွန်တော်မသိဘူးတကယ်ဒီအိတ်ထက်ပိုဆိုးလာပြီဆိုရင်တော့ကျွန်တော်မြန်မာပြည်ပြန်မယ်ရအောင်ကျွန်တော်ပြန်မယ်အာကဲဇေးရေအာကဲဇေးရေလုပ်ငန်းတွေကလူတွေရဲ့စိတ်ဓာတ်ကပြပြသွားပြီ စိတ်ဓာတ်ဥစ္စာလေး ခြောက်ခြားသွားလေတော်တော်များများပေါ့နော်အခန်းစားရတဲ့မိသားစုတွေတော့ပိုဆိုးမှာပေါ့ဆိုတော့ကျွန်တော်တို့အဲနေပြည်တော်နေပြည်တော်မဟုတ် The Light Worship Center မြေမြို့ပြင်ဦးလွင်ကတင်းအုပ်ဆရာကမနေ့ကကျွန်တော်ထွက်လာတဲ့အချိန်မှာကျွန်တော်ကျွန်တော်အတင်းသား၉ယောက်ကိုကျွန်တော်တကြိုလိုက်ရတယ်တဲ့စိတ်မကောင်း ော့ပြုပြုစုနာပေါ့အခုမှပြောင်းလဲခါစားလေးတွေပေါ့နော်ကိုရောက်တဲ့အဲ့ဒါကျောင်းအတူပါချပြီးပြန်လာတာစိတ်ထဲမကောင်းပြီးတော့မှချက်ချင်းနေပြီးတော့ဆင်းလို့ကျွန်တော်ပြောချင်မှာ तू ကအမ်မန်လေးကျွန်တော်လည်းစကားပြောချင်မှာမန်လေးမှာ तू အတူပါချပေးနေပြီးလည်းပြနေပြီးတော့တန်းဆင်းလို့နေပြီးတော့ဆင်းနေချင်မှာ तू ဖုန်းဆက်လို့မရတော့ဘူးတဲ့ငလင်လှုပ်နေပြီတဲ့မနေ့ကပြန်လှုပ်တယ် အဲ့လုံနေပြီအဲ့လောက်တော့မကြမ်းတော့ဘူးလုံနေပြီဆိုတော့အာတော့ဘုရားခင်ပြင်ဆင်ပေးရင်ကျွန်တော်တောင်းပန်ကြည့်မယ်မြန်မာပြည်အစိုးရတောင်းပန်ကြည့်မယ်တောင်းပန်လို့ပြန်ဝင်ခွင့်ပေးမယ်ဆိုရင်တော့ကျွန်တော်ပြန်ရအောင်ဝင်သွားမယ်အာတကယ်တော့ကျွန်တော်တို့ကဟောပေါ့နော်ကျွန်တော်ထောင်ချလိုက်ပြီးနောက်နောက်နောက်ပိုင်းကနေဒါပြန်ပို့လိုက်ကြတယ်တကယ်ဆိုကျွန်တော်တို့ case ကပြန်ဝင်လို့မရတော့ဘူး ဲ့ကျွန်တော်ပြန်တောင်းပါမယ်ပြီးတော့မှကျွန်တော် team တစ်ခုပြန်ဖွဲ့ပြီးတော့မှကျွန်တော်ဒီကိစ္စတွေကျွန်တော်ပြုတ်ပြတ်သွားတဲ့ဟာတွေအားလုံးကိုရတဲ့လောက်ကျွန်တော်ပြန်ပြုတ်ပြင်ပြီးတော့မှလှုပ်ရှင်တယ်ဒီတော့ကျွန်တော်အထူးဆုတောင်းပေးရမှာမြန်မာပြည်သားတွေထဲမှာဟိုဒုက္ခရောက်နေတာကိုကျွန်တော်တို့ကူညီရမယ့်အစားအာဟိုဈေးတင်တဲ့အဖွဲ့တွေဆုတောင်းပေးရအောင်ကျွန်တော်ဒီကလည်းပြောချင်တယ်ဥပမာဗျာအခုပြိုပြတ်သွားတယ်ဗျာပြိုပြတ်သွားတာ ဘာလို့အပ်လာပြီလဲဘီလမီကအရန်လိုအပ်ပြီမဟုတ်လားဆိုတော့ဘီလမီရောင်းတဲ့သူတွေကပို့ပြီးတော့မှဘာလို့မှလဲကုညီရမယ်ဆိုဈေးတင်ပလိုက်တယ်အဲ့ဒီစိတ်ဓာတ်တွေကိုမကြိုက်တာကျွန်တော်ဟိုဈေးရှော့မယ်ကိစ္စဘာလို့ဈေးတင်တာလဲအဲ့လိုစိတ်ဓာတ်တွေပြင်ကြပါလို့ကျွန်တော်ဒီနေ့ကနေပြောချင်တယ်ဒုက္ခရောက်နေပြီဗျမြန်မာပြည်ဟို ဟိုဘယ်လိုခေါ်မလဲအရင်တိုင်းရောင်းရောင်းဗျာမဟုတ်လေနည်းနည်းလေးတင်ရောင်းဘာလို့ဆုဆက်တင်တာလဲဒီလိုဒုက္ခရောက်မှာအများတိုင်းအဲ့တိုင်းပဲပွဲလန်လုံးဖြာခင်းတယ်လို့ပြောရမလားဘယ်လိုပြောအောင်မသိဘူးဗျာဒီလိုစိတ်တက်မျိုးอ่ะမတိုးတက်စေဘူးကိုဗစ်တုန်းကလည်းတခုခုဆိုဈေးတင်ပြီတခုဆိုဈေးတင်ပြီတခုဆိုဈေးတင်ပြီအခွင့်အရေးရတယ်အခွင့်အရေးရတော့လှုပ်လိုက်အောင်မယ်ဆိုတော့စိတ်ဓာတ်ကမြန်မာပြည်မကောင်းစားစေဘူး ဆိုအားပေးခြင်းနဲ့ကိုတက်နိုင်တယ်လို့ကူညီပါတကဘာလုံးကလည်းဟလာတက်နိုင်တယ်လို့ကူညီနေကြပြီကိုမြန်မာပြည်သားအချင်းချင်းကူညီရမယ်ဆိုတာဈေးတင်တဲ့အလုပ်တွေမလုပ်ကြပါနဲ့လို့ကျွန်ဒီနေရာနေမြစ်တရရက်ခံခြင်းနဲ့မြစ်တရရက်ခံခြင်းပါလေအဲ့ဒီဗီဒီယိုကလစ်ကိုရအောင်ပို့ပေးပါတကဘာလုံးတို့ပြင်မြန်မာပြည်သားကိုဈေးနှုန်းတွေချိုးတောင်း ိုဒီချိန်မှာဗျာဟိုမလှူနိုင်တော့မှဗျာကိုကိုကုသိုလ်ယူပါဟိုဘယ်လိုခေါ်လဲဈေးနည်းနည်းချပြီးတော့ကုသိုလ်ယူရင်ပိုမကောင်းလားနော်ဈေးမချနိုင်တော့မှရှင်းပြောရင်ဗျာအလကားတော့ပေးတင်တယ်ဗျာဒီလောက်ဒုက္ခတွေရောက်လူတွေသေနေဗျာမပေးနိုင်လဲပဲဒါဝယ်ထားတဲ့အတွက်ကြောင့်ဆိုဈေးလေးချပြီးတော့မဟုတ်လဲဈေးမချရင်လည်းအရင်တိုင်းမဟုတ်ရင်လည်းပေါ့ဗျာနည်းနည်းလေးတင်တင်ပေါ့အရင်နဲ့ဆွတ်ဆက်တင်တော့လူတွေဒုက္ခရောက်နေမှာထပ်ပြီးတော့ဒုက္ခရောက်မှာကွက်တယ် ဖြစ်အောင်မလုပ်ကြပါနဲ့လို့ကျွန်တော်ဘာကောင်းမှတော့မဟုတ်ပါဘူးဒါပေမဲ့လူသားတယောက်အနေနဲ့ကျွန်တော်တောင်းပန်ချင်ပါတယ်လို့နော်ဒါလေးပြောပြစေပြီးတော့မှကျွန်တော်အမေရိကအဖွဲ့တွေလည်းကျွန်တော်နားလည်ပေးပါကျွန်တော်တကယ်လို့ဒီကနေ့ဝင်ခွင့်ရတယ်ဆိုရင်တော့မြန်မာပြည်ဝင်ခွင့်ရတယ်ဆိုရင်တော့ကျွန်တော်ဒီကနေ့လှည့်ပြန်มาဖြစ်တယ်မြန်မာပြည်လည်းကျွန်တော်ဝင်မယ်ဘယ်သူမှကျွန်တော်မတိုင်ပင်စရာမလိုဘူးကျွန်တော်တန်းဝင်မယ်ကျွန်တော်မိသားစုတော့ကျွန်တော်လက်ခံမှာမဟုတ်ကျွန်တော်ပြန်ဝင်မယ်အဲတတိယဆုတောင်းပေးပါအာအမေရိကမှာရှိတဲ့ဖွဲ့တွေ แต่แ lo ู้อันนี้ว่าเร m ่องไม่ใหม่มาแต่แกอุ้งส่ i งผีดอมมาแต่แกตรงได้ใจจ้างก็ใจบ่เป i ยอะไ a แบบเยอะจังวะ o ซ n ก l ังโง่รู้อันนี้เลยเช t นพี่เด็ก n ัวจังจันนก้องส่องที่อันนี้เนี่ยจันนวันนี้ o ชื่ออุ้งส่องผีดอม l า t อ lo ีแล้วแต่รอจีบก a ใจยิ่งลงอันนี้อยู่จังเปี g รู้เช่นไ y ้ตัวจังไม่ยอมพี่ยิ่งจันนเอาเลยไปวะจันน e ุณลุไปวะเมริกาไปเลย o อ็มมาพยายามตรงพี่ o นี่ยเสีย ရှာမုံတောင်းလို့ရှိပါတယ်ဗျ။နော်ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်လာမအိပ်ပွေးကြီးဖြစ်မှလည်းမဟုတ်ပါဘူးဒါပေမဲ့တစ်နှစ်လုံးကြိုတင်လို့မှလှုပ်ထားတဲ့သူတွေလည်းကျွန်တော်နားလဲပါတယ်ဒါပေမဲ့အဲဂျေစုပြု၏ဟိုမှာပို့လို့အနယ်လို့ကျွန်တော်မြင်ပါတယ်လူကစိတ်ရင်းအရသာလူထောင်နေချီသေးတယ်ပြောတာမကတော့ပါဘူးဗျမကတော့ပါဘူးကျွန်တော်ဒီတိုင်းထိုင်ကြည့်နေလို့မရဘူးဗျတကဘာလုံးကသွားနေချိန်မှာကျွန်တော်တို့ကအာကျွန်တော်ပြန်လှည့်တင်တယ်လို့ကျွန်တော်မြင်တဲ့အတွက်ကြောင့်အမေရိကရှိတဲ့အဖွဲ့တွေ ကျွန်တော်တောင်းပန်ပါတယ်တကယ်လို့ကျွန်တော်ဝင်ခွင့်ရပြီဆိုတော့ကျွန်တော်အာတောက်ခွင့်ပြုပါလို့ကျွန်တော်ပြောပြစေအာလာချင်ပါတယ်တကယ်လာဖို့လဲကျွန်တော်တိကက်ဝယ်ထားပြီးသားမှာကျွန်တော်အာကျွန်တော်လက်မှတ်လုပ်နေတယ်ဆ iam ထက်ထက်ဆ iam ဆ iam တော့မေးကြည့်ပါမေးကြည့်ပါဒီကနေ့ကျွန်တော်တန်ထွက်ဖို့ပြင်ဆင်ထားပြီးသားသူတို့အားလုံးဒါဒါဒါကျွန်တော် team တွေအကုန်လုံးသွားမှာကျွန်တော် media team တွေပါအကုန်သွားဖို့ပြင်ထားပြီးသားပါဒါပေမဲ့မပြောတတ်သေးဘူးကျွန်တော်အခု ဝင်ခွင့်တောင်းမယ်တောင်းမှန်ကြည့်မယ်တောင်းမှန်ကြည့်လို့ရတယ်ဆိုရင်တော့အာကျော်ပြမယ်ဆိုတတ်နိုင်တဲ့လောက်ညီကိုမောင်မတွေအားလုံးလည်းဂျပန်ရှိတဲ့ညီကိုမောင်မတွေဒါမကောက်ဘူးတကဘာလုံးမှရှိတဲ့မြန်မာလူမျိုးတွေအာတင်တို့ရဲ့ဟမ်ဘာဂါတလုံးစာလေးကမိသားစုတစုခုကောင်းကောင်းစားနိုင်တဲ့အခြေအနေမှာရှိတဲ့အတွက်ကြောင့်အာအဲ့ဒါလေးလည်းအားလုံးပါဝင်ကြပါတတ်နိုင်တဲ့ဘက်ကနေတကယ်လုံနေတဲ့သူတွေစီကိုရအောင်ပို့ပေးကြပါ တကယ်လှုပ်လားမလှုပ်လားလဲသွားလေ့လာကြပါတကယ်လှုပ်တဲ့သူဆိုရင်တကယ်ပဲအာလိုအပ်နေတဲ့သူတွေစီရောအရောက်ပို့နိုင်တဲ့သူတွေဖြစ်ဖို့ကျွန်တော်ကတော့ကျွန်တော်ရဲ့ team တွေအားလုံးအခုကျွန်တော် team ဖွဲ့ခိုင်းပြီးတော့မှကျွန်တော်လှုပ်အပ်တဲ့နေရာတွေကားတွေစီစဉ်ပြီးတော့ကျွန်တော်လှုပ်ဖို့ရန်အတွက်ပြင်ဆင်နေပြီအထူးဖြစ်တော့ကျွန်တော်တို့နေပြီးတော့ကအတင်းသားတွေတော်တော်ထိထိခိုက်သွားတယ် the like ငါတင်းတင်းတင်းတိုင်းတော့ထိခဲ့တယ်ကိုတင်းသားပဲကြည့်ဖို့ကျွန်တော်ပြောတာမဟုတ်ပါဘူးဒါပေမဲ့အရင်ဆုံးတော့အဲကိုရဲ့နီးဆက်ရဆိုလို့အဲ့ဒီတင်းသားတွေပဲရှိတဲ့အတွက်အဲပေါ်တော့ကိုကိုညံ့မှာဖြစ်တဲ့အတွက်ကြောင့်အားလုံးအဲတတ်နိုင်တဲ့ဘက်ကနေကိုညီကြရအောင်နော်အဲဒါလေးလည်းပြောပြစေကိုအတိုင်းဝိုင်းနေပေါ့နော်ကိုမိသားစုတိုင်းဝိုင်းဘယ်လိုလဲပါညာအခုဆိုကျွန်တော်စီကိုရောက်လာတဲ့တည်င်းရှိတယ်ကျွန်တော်တရားမဟောခင်မှာကျွန်တော်အာဒါလေးတွေကျွန်တော်ဘယ်လိုခေါ်မလဲကျွန်တော်ရင်ထဲမှာအဲ့ဒါပဲတောက်လျှောက်ရှိနေကျွန်တော် ဟုတ်စားဆရာဘာလို့အောင်မလဲဘာလို့အောင်ဆိုအချိန်တိုင်းမှာကျွန်တော်မေးခွန်းတွေထုတ်နေတဲ့အတွက်ကြောင့်ဘာလို့အောင်မလဲကျွန်တော်ဘာလို့အောင်မလဲဆရာအေးသွားမြ мян သွားမြ мян သွားဆိုတော့ပြောနေတာရှိတယ်အခုဆိုရင်ဒီမှာဘာဖြစ်လဲဆိုတော့ ချက်ချင်းပေါ့နော်အခုဆိုရင်အာဘယ်သူမှမစားနိုင်မတောက်တောက်နိုင်တဲ့စိတ်စိတ်မရှိကြဘူးမစားနိုင်လို့တောက်ရည်ချွေးရန်ထွက်တော့ riot ဒီအချိုရည်လိုမျိုးအာလိုအပ်နေတယ်အများဆုံးပို့ပေးပါပြီးတော့ဖနှက်မပါတဲ့သူတွေကတ္တရာပေါ်မှာကျွတ်ကျွတ်အိတ်နင်းပြီးတော့မှရှောက်နေရတယ်အာအပြင်မှာအိတ်ကြတော့ချင်းတအားကြိုက်တယ်ချင်းတော့မရှိဘူး ခြင်းစည်းအဝတ်ထည်လိုအပ်နေတယ်စပန်သားလိုထည်မျိုးထင်းရက်အထီးရက်တောင်အမျိုးသမီးလာစဉ်သုံးအတွင်းခံနေလိုအပ်နေတယ်အကြိုက်ခဲပြောက်စေးတန်ကြီးလူစေးကိုယ်တိုင်အတွေ့အကြုံအဲအတွေ့အကြုံတွေအတွက်ကြောင့်လိုအပ်တဲ့ဟာတွေအလုံးအမျိုးစုံဖြည့်ဆည်းပေးပါလို့တောင်းလာတယ်ကျွန်တော်ဒါကိုအာနိုင်ပိုင်းတွေ့မှာကျွန်တော်လှုပ်ဖို့ရန်အတွက်ကျွန်တော်ပြင်ဆင်ထားခိုင်းတယ် ါကြောင့်အာကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ရတာပြီးတာနဲ့လည်းကျွန်တော်ချက်ချင်း meeting ထိုင်မလားအချက် meeting ထိုင်မလားကျွန်တော်တို့ group တွေခွဲပြီးတော့မှကျွန်တော်နေပြီးတော့ the group အာမန်မန်လီစကိုင်း the group အာခွဲပြီးတော့မှကျွန်တော်လုပ်ဖို့အစီအစဉ်တွေရှိတယ်ဆိုတော့တကဘာလုံးဝရှိတဲ့ညီကိုမောင်မတွေလည်းမြန်မာပြည်သားတွေအားလုံးအကူအညီရဖို့ရန်အတွက်ယေရှုနာမနဲ့ကျွန်တော်မေတ္တာရက်ခံခြင်းနဲ့အခုကျွန်တော်တို့ဒီနေ့ the light တွေအားလုံးရဲ့အလှူငွေ ခုကျွန်တော်တို့ဒီနေ့ဒလိုက်တွေအားလုံးရဲ့အလူငွေတွေအားလုံးကျွန်တော်အဲ့ရသွားမှာဖြစ်တယ်။တကယ်ပါလုံးဒလိုက် service ကဟာတွေအားလုံးဒီနေ့လဲအလူငွေကောက်တယ်ဆိုရင်ကောက်ပါကောက်ပြီးတော့မှချက်ချင်းဥစ္စာပဲပို့ပါဒလိုက်ကဟာတွေအားလုံးကဥစ္စာပဲမြန်မာပြည်ထဲကပဲတမ်းတော့သွားဖို့ဖြစ်ပါလိမ့်မယ်နော်။အာဆိုဒီအရာကိုကြည့်တဲ့အခါမှာ ကျွန်တော်ဗာမြင်ရလဲဗာမြင်ရလဲဆိုတော့အချိန်ဒီပဲ ားဖြစ်တာမဟုတ်မဟုတ်ဘူးဗျအချိန်နီးနေပြီဒါကြောင့်အသင်းတော်ရဲ့တနှစ်မြောက်တဲ့နေ့ပေါ့ဗျာအသင်းတော်ရဲ့တနှစ်မြောက်တဲ့မွေးနေ့မှာအသင်းတော်ဆိုတာဘလောက်အရေးကြီးလဲဆိုတာလေးကိုပြောမယ်ပြီးတဲ့ခါမှာခရစ်တော်ရဲ့အသင်းတော်ဆိုတာဘာလဲဆိုတာကျွန်တော်ရှင်းပြမယ် လူမှုရေးအရာတိဆောက်တဲ့အတင်းတော်မဖြစ်စေဘဲဝိညာဉ်ရေးအတွက်ကိုအမတမအလေးနက်ထားတဲ့အတင်းတော်တွေများစွာပေါ်ထွက်လာဖို့အရေးကြီးတယ်လို့ဝိညာဉ်ပိုင်းဆိုင်ရာတစ်ခုပဲမဟုတ်ပဲအခုဆိုရင်အတင်းတော်များကတော့အခုဆိုရင်ဖျားเจ้าတော်များပြည့်စည်တယ် ဖျားချောင်းလက်တော်မြေပျက်စီးတယ်။အတင်းတော်တွေပဲလောက်တာမဟုတ်ပဲနဲ့ကျွန်တော်တို့ကျွန်တော်ကတော့ပျက်စီးသွားတဲ့အာတခြားဘာသာဝင်တွေရဲ့အဆောက်အုံတွေပါပြန်အဲဘယ်လိုလုပ်ပေးရမလဲလို့ကျွန်တော်ပြင်ဆင်တယ်။နေစရာမရှိတော့လေနော်။အာဘောရတာဖုန်ကြီးကြောင်းတိုက်တယ်ဆိုရင်လည်းတို့နေခုနေကြတော့မရှိတော့တာတွေကြားရတယ်။ ်ဒါတွေလည်းကျွန်တော်တို့ကြည့်ရှုပေးဖို့ရှိတယ်ဝိညာဉ်ကိုကျွန်တော်ကြည့်ရဘာသာကိုမကြည့်နဲ့ဝိညာဉ်ကိုကြည့်ရမကြမှာဆိုလို့ပြန်ပြောမယ်တခုဖြစ်လာရင်ဘာသာဆိုတဲ့အကန့်နဲ့အလုံးမလုံးနဲ့ဝိညာဉ်ကိုကြည့်ပြီးတော့အလုံးလုံးတတ်အောင်မကြမှာဆိုလို့ပြန်ပြောမယ်ခရိယန်နေအားလုံးတခုဖြစ်လာရင်ငါတို့ခရိယန်ချင်းချင်းပဲကူမယ်ဘာသာကိုမကြည့်ရအောင် ဘာသာနဲ့တွားပြီးတော့ကန့်တတ်လို့မရအောင်ဝိညာဉ်ကိုကြည့်ရမယ်ဝိညာဉ်ဝိညာဉ်ကြည့်ပြီးလှုပ်ဆောင်တတ်တဲ့သူတွေကျွန်တော်ဖြစ်ကြရအောင်ဆိုတော့တရားဖြစ်သွားတဲ့အခါမှာကျွန်တော်ဖရားစကားပြောတဲ့အရာလေးကျွန်တော်ဒီနေ့ရှင်းပြချင်တယ်ဟေဘရဲခန်းကြီး7နှစ်ဟေဘရဲခန်းကြီး7နှစ်အငယ်20နှစ် 6ကနေစတော့ကြည့်အောင်ဆရာဆိုးကမိုက်ကလေးကိုင်ပြီးတော့စံစာဖတ်ပေးပါဒီမှာလည်းရှိပါလိမ့်မယ်